ငါလေးကသူ့ရဲ့ခံယူထားတဲ့အဖြေသူယုံကြည်ထားတဲ့အဖြေကိုတစ်စက်လေးမှသူတူဝီချင်းမရှိပဲနဲ့လောကမပြောင်းသွားအဲ့ဒါလေးတိတ်သဘောကျတယ်မှန်ပါတယ်ခင်ဗျာကမုံနေဘက်ကလည်းကိုကိုညီမအလေးကိုဂုံပြုပေးပုတ်တက်ကိုထောက်လျှောက်ဖိတ်ခေါ်တာဖြစ်တယ်ကိုကိုရဲလည်းရဲလုတ်ပေးခြင်းတယ်ဆိုတော့ဒီလိုမျိုးခလေးတွေလိုမျိုးတော်တယ်လိုမျိုးဒီပညာကိုလိုချင်တယ်မိဘဘောတည်တတ်တယ်ဘာသာသာနာလို့လည်းအားကိုးရမယ်ကလေးမျိုးတွေတမျိုးတွေအများကြီးချီးမြှောက်ပေးတင်တယ်ဂုံပြုပေးတင်တယ်လို့ကိုကိုကလည်းခံယူထားတယ် Beinte janne sere mé goie E si me ga do Ma mar go mi Ma le lo ijaú do go le niu le a mi chi miau dinne. ော့เนาะပြီးတော့ဒီဗုဒ္ဓမာမြန်မာလေးတက်ရောက်ပြီးတော့ဆုရသွားတယ်ဗုဒ္ဓမာမကယဉ်ကျေးမှုအတင်းရလဲကိုရိုင်းတန်လမန်အနေနဲ့အဲတာဝန်ရှိနေတယ်သူတယောက်ဖြစ်တဲ့အတွက်ကိုယ်ကလေးလိုမျိုးလည်းဖြစ်နေတော့ဒီနေ့ရန်ကုန်တိုင်းကလည်းဆုရတဲ့အပြင်ဒီဗုဒ္ဓမာမကအတင်းရကိုယ်ကလေးကိုယ့်ရဲ့အတင်းရနေပြီးတော့ပဲကလေးကဆုရသွားဆိုတော့အများကြီးချီးမြှောက်ပို့ပြီးတော့ချီးမြှောက်ပေးပြတယ်ပို့ပြီးတော့ appreciate လုပ်ပေးပြတယ်ပို့ပြီးဂုဏ်ပြုပေးပြတယ်နောက်ပိုင်းခုမြန်မာလေးရဲ့ဂုဏ်ပြုပွဲတောက်လျှောက်ရှိသေးရပေါ့နော်ရှေ့ကုံသွားပြီးမှာအဲဖုံ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 နေဘက်ကလည်းကိုယ်ကိုမြန်မာလေးကိုဂုဏ်ပြုပေးဖို့အတွက်ကိုယ်တောက်လျှောက်ဖိတ်ခေါ်တာဖြစ်တယ်ကိုကိုရ လည်းအရက်လုတ်ပေးခြင်းတယ်ဆိုတော့ဆိုတော့ဒီလိုမျိုးကလေးတွေလိုမျိုးတော်တယ်လိုမျိုးဒီပညာကိုလိုချင်တယ်မိဘဘောတည်တတ်တယ်ဘာသာသာနာလို့လည်းအားကိုးရမယ်ကလေးမျိုးတွေတမျိုးတွေအများကြီးချီးမြောက်ပေးတင်တယ်ကွန်ပျူပေးတင်တယ်လို့ကိုကိုကလည်းခံယူထားတယ်ကိုကလေးကိုကလေးလိုမျိုးလည်းကိုခိုင်ကိုညီမလေးတယောက်ဆိုပဲခံစားမိရယ်စပြီးတော့တွေ့တယ်ကချစ်တာပေါ့နော်အဲ့လိုအရင်လဲတော်ရယ်ဘုရားဘုရားဝင်ဘုရားပန်းပန်းလက်ခံရရှိပါတော့ဥယျာဉ်ကြီးဟာ မိခိုးနေကိုလည်းတတတတတတောက်ဖြည့်သွားနိုင်တယ်ညီမလေးသူ့ရဲ့ဆုံးဖြတ်ချက်ကိုခခိုင်မဖုံဖုံနေရတော့အာယုံထွေပြအောင်တော့ဒါတော့ဟိုဆံပွဲတဘာဝလေးရောက်ပြောပေးမယ်ညီမလေးကသူ့ရဲ့ခံယူထားတဲ့အဖြေသူယုံကြည်ထားတဲ့အဖြေကိုတစ်စက်လေးမှသူတူဝီချင်းမရှိဘဲနဲ့လောကမပြောင်းသွားအဲ့ဒါလေး သိတ်သဘောကြရယ်ဒီညီမလေးမမဟုတ်အရင်နှစ်တည်းနှစ်တည်းနှစ်တည်းရတော့ရဲ့ကလေးလေးလည်းအဲ့တိုင်းပဲသိတ်တော်ရယ်ဒီနှစ်ကတော့ကိုယ်ကလေးဖြစ်နေရယ်ကိုယ်ရန်ကုန်တိုင်းကလည်းဖြစ်တယ်ကိုယ်အသင်းရကလေးလည်းဖြစ်နေရဖြစ်တဲ့အတွက်ပို့ပြီး appreciate လုပ်ပြီးဖြစ်တဲ့သဘောပါပဲဆိုတော့ဒီညီမလေးအကြပြုလိုမျိုးတကယ်ကိုသူပညာလေးလိုချင်တယ်မိဘကလည်းလှုပ်ကြွေးချင်တယ်မိဘကပေါ်လည်းတိတက်တယ်လိန်မာတဲ့ကလေးတယောက်ကိုအဲအခုလိုမျိုးအများကြီးချိမြောက်ပေးကြလာလေတောက်လျှောက်တို့ရဲ့မီဒီယာရဲ့အများကြီးကလည်းညီမလေးကိုသွားပြီးတော့ချိမြောက်ကြရဲပြည်သက်တွေအကုန်လုံးကလည်းမြန်မာတိုင်းနိုင်ငံလုံးမှာရှိရဲ့ ဘုရားဘာသာဝင်နိုင်ရအရန်ချိမြောက်ကြတယ်ဒီမလေးကိုဒီလိုမျိုးတော်ပြီးတော့လိုမျိုးလိမ္မာရေးကြရှိတဲ့ကလေးတွေကိုသုဒ္ဓဆင်ဘုရားပြိုင်မွေးကြရမွေးထုတ်ပေးမယ်ပြီးတော့ဒီလိုမျိုး အဲမွေးထုတ်ပေးတဲ့အပြင်ကိုဒီတုဒဆန်နေမျိုးတို့ရင်ပြိုင်ဖို့အတွက်ဆိုပြီးတော့ဒီမားစကူးတွေဒီလိမ္မာတွေကနွေရတီတင်နန်းចောင်းနွေရတီចောင်းပေးပြီဆိုတာနဲ့တို့ရကဒီတုဒဆန်နေမျိုးတို့ရင်အတွက်ကိုပဲအားထည့်လိုက်တော့အားထည့်ပြီးတော့လိုကတ်နေသွင်းတဲ့စားလေးစောင်းမွေးအစင်စင်ဖြေကြရရေးဖြေတွေနှုတ်ဖြေတွေဖြေကြရဆိုတော့အရန်အားထုတ်ပြီးတော့မှဒီလို final အဆင့်ရောက်ပြီးတော့မှဒီလိုမျိုးပထမဆုရရနိုင်တာဆိုတော့လေကလေးတွေကလည်းတန်ဖိုးထားကြအောင်အဲဒါအရန်ဝန်တာပါဟုတ်ဒီခုရရရှိသွားတာဒီကအဲ200ကျော်300နီးပါးလောက်ဖြစ်လောက်တယ်ဆိုတော့ဟို ကိုချစ်လို့ဒီလိုမျိုးတော်လို့ဆုချကြတာတကယ်ဟိုတကယ် grand prize ကကြတော့320ဟို320မှာမဖုံးဖုံးနေဆုချရတဲ့ဒီဘယ်လိုပြောရမလဲပတ်စံပေါက်ဆူးတွေရှိတယ်နောက်ပြီးတော့တမီးတို့ရေပြိသက်တွေက Aurelius ကနေပြီးတော့လေးစားလို့ချစ်လို့ဆုချတဲ့ဟိုချီးမြှင့်တာပဲဗောနော်ချီးမြှင့်တဲ့ငွေတွေရောအများကြီးနဲ့ဆိုလို့ရှင်တော့သိန်း200ကျော်300နီးပါးလောက်တော့ရသွားမယ်ညီမလေးနာကက်လည်းအများကြီးကောင်းသွားပါဗောနော်မနာမနာပါတာကြီးဆရာတော့ကိုရီးယားဆရာတော့ကလည်းဖုံးဖုံးကြီးကလည်းတက်ကတော့